အလုံးမိုက်ပြီလားဗျာခုတစ်ခါမှတော့ယောက်ျားကသူ့ရှေ့ကားပိတ်ရမိတဲ့သူကိုတနက်နေ့ချိန်လို့ပြဿနာဖြစ်ခဲ့ကြောင်းခုမှတရားလို့ပြောပြလာတဲ့ Andy ရဲ့ YouTube video ဖိုင်လေးကိုအားလုံးတောင်းတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီ video ဖိုင်လေးကိုချစ်ပြီးတော့ refer တုံးတယ်ပြကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေး channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာအဲ့ဒါကျမက မိချိုလေးကိုကြည်ရင်ကြည်ရင်လည်းကျမဘာတိလာလဲဆိုတော့လူတွေမှလေဝကျွေးရရှိကြတယ်တိလာဘသူကောင်းကောင်းမကောင်းကောင်း ကျမတို့ရေကောင်းမှုတော့လိုတယ်သူမကောင်းလို့ငားလေမကောင်းနိုင်ဘူးအရွယ်တိုက်ပလိုက်မယ်အဲ့လိုစိတ်မျိုးလဲမမွေးဘူးလို့တယ်ဘာဖြစ်လဲဆိုတော့ကျမတို့တွေကအရင်ဘဝမှာလူဖြစ်ခဲ့ရင်လေကျမတို့အဲ့ဥပမာပေါ့နော် ကျမနဲ့ကျမမျိုးသားဆိုလို့ရှိရင် ျမသူ့ကိုဘာလို့လှုပ်ခဲ့လဲမှမသိတာအဲ့တော့မိချိုကြည့်ပြီးတော့အော်မိချိုလဲအရင်ဘောကဒီအမကြီးကိုဘာလို့လှုပ်ခဲ့လဲမှမသိတာပေါ့နော်အရွယ်နဲ့မမြအောင်တော်တော်ဒုက္ခရောက်တယ်ကိုစိတ်မကောင်းပေမဲ့လည်းကျမသွားကြည့်လို့မရဘူးဗျာတိလာအဲ့ဒါနဲ့ဒါမြေကျမစီလာရင်ကျမအမြဲတမ်းထမင်းကျွေးတယ်မုတ်ခိုးကျွေးတယ်ခလို့ကြီးတိမာလဲကြောက်ရတယ်လေတိလို့ရှိလို့ရှိရင် သူ့ထက်ကြောပြီးလှုပ်တယ်။သူ့အိမ်ကလူတွေကိုသူ့ထက်ကြောပြီးဟိုဟာဖြစ်တယ်ပေါ့။တချို့အမျိုးသမီးရဲ့စိတ်ကကြတမျိုးပြဘလူကြီးမှမသိတာ။ကျမကတော့ဒီကျမစီမှာရှိတဲ့လူတွေကိုကျမနဲ့ခင်တဲ့သူပဲဖြစ်ကျမနဲ့သိရလို့ဖြစ်အဲ့လိုမျိုးကြွေးတာကူညီပေးတာဆိုရင်ကျမအများဖြစ်လေဂျင်းနဲ့ပီပီတီတွေဖြစ်လို့အော်ဒါငါလူတွေကိုသူချစ်ရှာပါလားစေတနာရှိပါလားကူညီပေးချင်ပါတယ်အဲ့လိုအတွင်းနဲ့ပဲကျမတို့ကဒီအသက်ဒီလိုအရွယ်ထိရောက်လာတာเนาะဒီလိုစိတ်လေးနဲ့ပဲကိုကနေလာတာကွာ ဟိုငါငါစီမှာရှိရလူငါဝင်တန်းကို तू ကလှုပ်ပေးလို့ငါ့ကိုကြောချင်တာလားငါ့ကိုဘလို့ဖြစ်ငါထက်ပို့ပြီးဟိုဒီလူကိုနေရဒီလူရဲ့အရေးပေးမှုကိုခံနေတာလားဆိုတော့ကျမတခါမှမတွေးမှုတည်လားလူတွေမှာလေကျမတို့အတွေးတွေကကျမငငယ်တွေကကျမအတွေးရှင်းနေစိတ်ရှင်းနေကျမသူများမဟုတ်တာလေဘယ်တော့မှလည်းမလုပ်ခဲ့ဘူးကွယ်အဲ့တော့ဒါကဒါကျမနေခဲ့တဲ့ပုံစံကျမအတွေးလေးတွေကိုပြောပြတာပါအဲ့ဒါနဲ့အဲ့ရက်ကတနင်္လာနေ့မနေ့အစောကြီးမှာ ကိုကြီးကနေပြီး uniform နေလဲနေငါဒီနေ့ရန်ကုန်တိုင်းအစည်းအဝေးရှိလို့တွားဖို့တွားဖို့ရှိတယ်တဲ့ဆိုပြီးတော့သူတွားတယ်ဒါပေမဲ့သူမျက်နှာမကောင်းအိမ်ညာထူးထူးဆဆန်းဟာနဲ့ကျမကလည်းမျက်နှာမကောင်းတော့တိပေမဲ့ဘာမှန်းကျမမသိဘူးလေသူတို့အစည်းအဝေးရှိလို့အစူဝဲခံလားပါလားပေါ့နေလိုက်ကောနေလိုက်ညနေလဲပြန်လာပြန်လာတော့ကျမကိုအိမ်ညာထူးထူးဆန်းကြည်ကြည်နာနာလေးစပယ်ရေးတယ်ညီမလေးခဏလာအောင်နဲ့အခန်းထဲမှာအခန်းထဲကကလေးမကသူကလှဲပြီးတော့ကျမကသူ့ဘေးနားခုံးလေးမှာထိုင်ဘာပြောမှုလဲရင်ကိုကြီးလို့ ဆိုတော့ဟိုရဲဟိုရဲအဲ့ဒီညီတိတယ်မလားတဲ့အဲ့ဒီကာနေကြီးကိုတဲ့အဲ့ဒီကာနေကြီးရတဲ့ကာနေကြီးကိုတိတာပေါ့နော်ကျမတို့ငငငယ်အတူနေခဲ့တာလीတက်မှာအဖေနဲ့ဆိုလဲဆရာတပည့်လူနေခဲ့တာကွာဆိုတော့အဲ तू ရတဲ့ဟိုရဲငါ့ဟိုတဲ့ဟိုငါလဲမမပဲနေတဲ့ငါ့ဟိုပေါ့နော်ဘလို့ဖြစ်ဖို့ဘလို့စီကန်းဟိုဖြစ်ဖို့အဲ့ဒါဟိုတဲ့ခေါ်စုတယ်တဲ့အဲ့ပြီးတော့ တက်ကဆန်အိတ်ကွာတယ်ဆိုလားဘာဆိုလားမသိပါဘူး तू အဲ့လိုရှောက်ပြောတယ်ကွာတက်ရေးပူကြီးဆိုတော့လေတက်ကဟိုခွဲတန်းဆန်နေပါရဲ့ကန်ရတယ်ထင်ပါတယ်အိတ်ဆန်အိတ်ကိစ္စတွေရောဘာရောလဲငါ့ကိုဒီနေ့တနေ့ကိုစူနေလာတဲ့ငါအိတ်ကိစ္စတွေမကျေနပ်ဘူးလေငါမဟုတ်ပဲနေတယ်ပြောခိုင်းရတော့ဘာညာဘာညာပြောတော့ကျွန်မစဉ်းစားရသေးတာတစ်ချိန်လုံးအလုပ်ကိစ္စတိုင်မှုကိစ္စတိုင်မှုစီးပွားရေးလဲ तू အလုပ်ပေးရတာကိုတိုင်မှုကိစ္စသူစီးပွားရေးတိုင်မှုစီးပွားရေးတက်ကိစ္စလုံနေတဲ့လူတယောက်ကဒီတက်ကရိတ်ခါဇန်လောက်ကတော့ သူကဘုန်းစရာလည်းမရှိဘူးကွာကိုရဖြောင်စရာလည်းမရှိဘူးသူ့အနေထားအဲ့ဒါရလုံးစရာမလိုဘူးကွာသူကတော့တက်မှလိုအပ်တဲ့စီဘာညာလိုအပ်တဲ့ကိစ္စတွေအားစာသူသူကသူရှာပြီးတော့ပတ်စံတွေစိုက်ဖြည့်ပြီးသူတုံးနေရအောင်အကျမ်းမြင်တော့ကျမသိတယ်လေအဲ့နဲ့သူအဲ့ဒါပဲပြောတယ်ကျွန်တော်မပြောဘူးသူအဲ့ဒီတက်တက်ကစံကိစ္စနဲ့ဘာဆိုလားအဲ့လိုဆူတယ်ပေါ့အဲ့လိုပြောတော့ကျမကလည်းအင်းဟုတ်ပြီပေါ့ဦးနဲ့တွေ့လို့ရှိရင်တော့ပြောပြပေးမယ်ပေါ့နော်ကိုကြီးဒီလိုနေမဟုတ်ဘူးဆိုတဲ့အကြောင်းပေါ့အေးတဲ့အဲ့ဒါညီမမင်းနေတဲ့ အဲ့လိုပြောပြီးပြီးသွားရောနောက်ပိုင်းမှာကျမကတည်တာတည်လာသူကအဲ့ဒီတင်ကြီးစေးဒီယုံလားစီယုံလားအဲ့ဒီ night club ကိုသွားတာပေါ့နော်ဟိုပြီးခဲ့တဲ့တစ်ခေါက်နှစ်ရက်လုံးပြန်မလာတဲ့ရက်တည်းကဖြစ်မှာပေါ့သူတို့တွေက night club တွေမိုးလေးပေါက်သွားသွားပြီးလို့ရှိရင်ဘယ်ကောင်မကြီးနဲ့ဟိုတယ်မှာအဲ့လေကျမမှမသိတာလေးနော်လူကလေဒါကလုံနေတဲ့မကောင်းတာကိုလုံနေတဲ့လူတွေပဲသူတို့မကောင်းတာလုံလို့ရမယ့်နေရာကိုသွားတာရှာတာဖွေးတာလေးနော်ကိုရီးယားကျတော့ ဲ့လိုတခါမှလည်းမလုပ်ဘူးလေကိုကအရှင်မကလေးအမေဖြစ်ရတာနေတော့ကျမတို့ရနိုင်ကလက်သွားဘာသွားဘာညအဲ့ခေတ်ကတော့ဘာမှရှိသေးပါဘူး night club သွားဟို KTV သွားစင်တင်သွားကျမတို့အလုံးမမဟုတ်တာကျမတခါမှမရောက်ဘူးတာသွားဖို့လည်းစိတ်ကူးမရှိဘူးအဲ့ဒါနဲ့ဘယ်ဟုတ်မလဲ तू ကအဲ့ဒီမှာအိမ်မနဲ့ night club ပြီးတဲ့ချိန်ဖြစ်မှာပေါ့ तू ပြန်ဆင်းလာတာအဲ့ဒီသူ့ကားပေါ်မှာအမျိုးသမီးကြီးလည်းပါတယ်တဲ့ အဲ့ဒါ तू ကအရှိအနေကားတစီကပိတ်ရထားလို့ဆိုရင် तू ကစင်းပြီးဖျဲတာပေါ့ဗျာသိရမလားဖျဲပြီးတော့မင်းတို့တွေကဘာမလို့ပိတ်ရထားတာလဲကွာဆိုပြီးတော့ तू ကတနက်တဲဝါတာလေကျမလည်းမသိဘူးနော် तू ပစ္စတိုအဲဝါတယ် तू တော်တော်များများအဲတနက်နဲ့အဲ့အရှိအကားပိတ်ရထားတဲ့လူနှစ်ထင်းတစ်ပိုင်းသွားတိတ်ပြီးတော့ငါပစ်တက်လိုက်ရမလားငါကဘသူကငါဘူကြီးဘသူကွာဆိုပြီးသွားလှုပ်တဲ့ဟဲ့အော်မဆုံးဘူးဘလူတွေများလေ ဘလူရီညံအုံနောက်တွင်နဲ့သူ့အမိမွေးလာလဲတော့မသိဘူးသိလားကျမလေးအဲ့ဒီအချိန်မှာအဲ့ဒီသတင်းကိုအမှန်ကိုကြားရတဲ့ဟာပေါ့နော်အဲ့ဒီအတွက်ကြောင့်သူဒီကျမကိုလုံးဝမပြောဘူးနော် तू ဘာကြောက်အဆူခံရတယ်ဒီကာနေကြီးခေါ်တယ်ဆိုတဲ့ကိစ္စကို तू ကတက်ကဆန်အိတ်ကဆန်ကိစ္စတွေဘာညာအဲ့လိုတွေပဲပြောတာနော်တကယ်တော့လုံးဝမဟုတ်ဘူးဆန်ကိစ္စလည်းဘသူမှဘာမှတက်မှဘာပြတနာမှဖြစ်ဘူး तू ဟာ तू तू ဒီတက်တွင်းဆန်ကိစ္စ तू ဟာ तू အကုန်လုံးပုံမဲ့လဲပတ်ပြီးသားလိုအဲ့ရင်လဲကိုကြီးကဝင်ဝယ်ပြီးဖြည့်ပြီးသား ဲ့ဒီ night club ကအပြန်အဲ့ဒီတိမ်ကြီးစရာအစင်းမှာအဲ့ဒီကားရှေ့ကပေးရတဲ့လူကိုသူကဖျဲချောက်ပြီးသူကဝုံတိုင်းနေကျဲပြီးတနက်နဲ့ချိန်နဲ့အမှုသူကတချက်တတိလွတ်သွားတာကသူတနက်နဲ့သွားချိန်နေလူကစီပင်ကဘာဆိုလားမသိဘူးမြို့တော်စီပင်ကလက်ရှိဝင်ဝင်နန်းတော့ယူတာမဲဝင်နန်းတော့ဖြစ်နိုင်ပါဘူး night club ကိုကားနဲ့သွားနေတယ်ဆိုတဲ့တခုပေါ့ကွယ်အဲ့ဒါနဲ့တိုင်နာအဲ့ဒီကလေးကကျမနဲ့မကွာရှင်းခင်ကလေးကသူက အဲ့ဒီအမှုနဲ့အဲ့ဒီတိုင်စာနဲ့သူ့နာမည်မှာမှင်တီတားခံရတယ်။ကျမလုံးဝမသိဘူး။နောက်ပိုင်းမှပြန်သိရတည်လား။အဲကျမတို့တကယ်တော့လေတက်မတော်ကြီးရဲ့စီကံစီမင်းနေရအမတန်ကောင်းပါတယ်တည်လား။တကယ်ကောင်းတယ်။လူတွေကမကောင်းလို့သာ။ဒီလိုမျိုးလက်ရှိတာဝန်ထမ်းဆောင်နေတဲ့အရာရှိတယောက်ကတနက်ကိုအဲ့လိုမျိုးတခြားလူကိုချိန်ခွင့်ချိန်ချောက်ခွင့်မရှိပါဘူး။ဒါ သူတို့ရဲ့တက်မတော်စီကံရအေးယူလို့ရပါတယ်။အဲ့ဒါကို तू ကမူးပြီးတော့တိုင်တာလည်းကားပေါ်မှာမိန်းမတွေမိန်းမနှစ်ယောက်လားသုံးယောက်လားပါတယ်လဲပါတယ်။အဲ့ဒီအတိအကျတိုင်တာနော်။အဲ့ဒါကိုကာနေကြီးကနေကျွန်မအကုန်လုံးပြန်ပြောပြမှာကျွန်မသိတာ ကာနေဆိုတာတော့သူကတက်ကဆန်အိတ်တွေရောလို့ဘာဖြစ်လို့အဲ့ဒီကိစ္စမစီမဆိုင်တာတွေငါ့ကိုလာပြောတယ်ငါ့ကိုဆူတယ်အဲ့ဒါအဲ့လိုတွေရှောက်ပြောတာအမင်းတော့လုံးဝမဟုတ်ဘာနဲ့မှမဆိုင်ဘူးသူ့ရဲ့ပါစင်နဲ့အဲ့တင်ကြီးစင်နဲ့ကလက်ကလေးပြန်လာတာမနေ့နိုင်လားသုံးနိုင်လားမသိဘူးအဲ့ဒီအချိန်မှာကားဘောကားနဲ့အစင်းမှာအဲ့ဒီတင်ကြီးစင်ကလည်းအပေါ်ကားမောင်းတက်ရတာလားမသိပါဘူးကွယ်ကိုတော့မရောက်ဘူးအဲ့တော့အဲ့ဒီမှာအရှိကကားပိတ်ထားတာကားပိတ်တာဆိုတော့ဟိုကလည်းတပင်သက်ပိတ်တာတော့ဟုတ်ချင်မှာဟုတ်မှာပေါ့အဲ့ဒါကိုသူကတနက်တည်းပိုင်းချိန်ပြီးသူဖြဲချောက်တဲ့အမှုမင်းကြီးတားခဲရတာအဲ့ဒါကနဲ့အဲ့ဒီ သူသူ့အဆုခံရတာပြောပြီးနေတွေ့ရင်ပြောပေးအောင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးသူကကျမကိုချိုတာကောကျမအေးပေါ့လीစကားနဲ့ရန်စဲကျမတော်တော်ကျမငငယ်တွေကကျမမကျေနပ်ဘူးလားကျမညနေချင်းဆိုင်ပြေးချမှာပြေးရိုက်တာငငယ်တော့လည်းကျမနဘန်းလုံးနေကြကျမရန်ဖြစ်နေကြကျမကိုအဲ့လိုကျမကိုကျမမဟုတ်ဘဲနဲ့ကျမကိုမတရားဆတာပဲဖြစ်ဖြစ်ကျမကိုမတရားပြောတာဖြစ်ဆိုကျမဘယ်တော့မှနောက်နောက်ကျုပ်ဒါနဲ့မထုတ်ဘူးလက်တီးပုံမထုတ်ဘူးကျမညနေချင်းဆိုင်ရိုင်းနဘန်းတက်လုံးတာသူသေးကိုရှင်ပဲကျမရဲ့ policy က ဘယ်တော့မှကျွန်မအရှုံးမပေးဘူးနော်လူချင်းတူတူနော်ခေါင်းတစ်လုံးပါတယ်ပခုံးလက်နှစ်ဖက်ပါတယ်ခြေနှစ်ဖက်ပါတယ်ကိုမနိုင်ဘူးဆိုတာထုံးစံမရှိဘူးဒါပေမဲ့ကျွန်မကိုကတော့စိုက်ဘယ်တော့မှရန်သွားမစအောင်အဲ့တော့အဲ့နောက်ပိုင်းဘာဖြစ်လဲဆိုတော့ကျမတို့အဲ့လိုပါနော်သူမူတွေအရင်ပြတ်တယ်အဲ့ရက်ပိုင်းကသူဒီကိစ္စကို तू တိတာပေါ့